ဘူသားမကျင်နဲ့ရင်ကို့ကိုပြန်ရိုက်ပါကွာကို့ကိုပြန်ရိုက်ပါကွာနော်ဘူသားကျင်နေတဲ့သူကို့ကိုရိုက်ပါကွာကျေးဇူးပြုပြီးတော့ကို့ကိုသိမ်းလို့ပြီးတော့မဆက်ဆက်ပါနဲ့မိုးသားရဲ့ကိုတကယ်မိုးသားမရှိပဲမနေနိုင်လို့ပါကို့မိုးသားကိုအရန်ချစ်တယ်ကို့ဒီလိုမဆက်ဆက်ပါနဲ့မိုးသားရဲ့နော် မတိရဘူးဟာမင်းသားနဲ့ငါနဲ့ကဘလို့မှမဖြစ်နိုင်တော့ဘူးဆိုတာနင်လည်းတိရတာနဲ့အခုချိန်မှာဖြစ်နိုင်တာမဖြစ်နိုင်တာတွေကအရင်ကြီးတော့ဘူးဟာမင်းသားကလည်းအဲ့လောက်ထိနေကိုချစ်နေရပဲဟာအခုချိန်ကနေစိတ်ခံစားချက်တိုင်းလိုက်လို့ရမယ့်အချိန်တော့ဖြစ်โอเคဗျာကျွန်တော်ရဲ့အချစ်သုံးမဟုတ်အမုန်း

မူသားကမပင်မမ်းပါဘူးမရဲ့မူသားကလေဒီလောက်ကိုချစ်တော့အလုံးလောက်အရင်ကိုပျော့နေတာမူသားအောင်လေအမအရင်ချီချူပါပဲတိလားဘာဖြစ်လို့လဲအမဩမင်းသားကိုလေဒီလိုဆက်မျိုးလက်ခံပြီးရိုက်ကူးနိုင်အောင်ပြောပြလို့ပေါ့အာဟိုအဲ့ဒါလေတကယ်တော့မူသားပြောပြလို့မဟုတ်ပါဘူးကဲပါကိုကိုနှိမ်ချပြီးတော့ပြောမနေပါနဲ့တော့အိမ်ပြန်ပြီးကောင်းကောင်းအနားယူပြီးတော့နောက်ကားတွေရိုက်ဖို့အတွက်အောင်းမွေးထားနော်ဟာဟုတ်မမလည်းကောင်းကောင်းအနားယူပါနော်ဟုတ်ပြီညီမလေး အဲဆိုလို့ရှိရင်မူသားပြန်တော့မယ်အေးအေးကြပါဟုတ်မူသားပြန်တော့မလားအကူလိုက်မို့မလားအိုးရရကောင်လေးကောင်လေးကပစ္စည်းတွေကိုရုံးတော့ပို့အောင်မလားမူသားလမ်းလျှောက်ပြီးပဲပြန်လိုက်တော့မယ်ဟုတ်ပြီအဲဆိုရင်ကြီးပြေတော့အောင်နောက်မှရုံးမှတွေ့ဟုတ်ကဲ့ပါပြီနော်ကောင်လေးကြီးကြီးဟုတ် စရှိလို့လဲဟိုမှာမင်းသားကတွေ့ရမလားဟုတ်မင်းသားကမူသားကိုကားထဲမှာစောင့်နေတယ်တော့တွေ့လိုက်ပါ ိုင်းမစင်ချင်လို့လည်းကြောင်းမူသားကိုစိတ်ဆိုးနေမယ်ဆိုကိုသိပါတယ်မူသားရဲ့ကိုဒီနေ့မက္ကလေးအောင်လည်းပြပြတသာပြောခဲ့တယ်နောက်တစ်ခါမူသားကိုကိုထိလက်ရောက်ကျူးလို့မယ်ဆိုရင်ကိုတို့တခုခုလုံးမိလိမ့်မယ်တော့ကိုကြောင့်မူသားခုလို့ဖြစ်သွားတဲ့အတွက်ကိုမူသားကိုတောင်းပန်ပါတယ်ကွာမူသားမကျင်နဲ့ကို့ကိုပြန်ရိုက်ပါကွာကို့ကိုပြန်ရိုက်ပါကွာနော် မူတာကျင်နေတဲ့ဒီကိုရိုက်ပါကွာကျေးဇူးပြုပြီးတော့ကိုယ်တစိမ့်လို့ပြီးတော့မဆက်ဆက်ပါနဲ့မူတာရဲ့ကိုတကယ်မူတာမရှိပဲမနေနိုင်လို့ပါကိုမူတာကိုအရန်ချစ်တယ်ကိုဒီလိုမဆက်ဆက်ပါနဲ့မူတာရဲ့နော်嗯。 ချက်ဘယ်မှာမလာဘူးတော့မသိဘူးဒါပေမဲ့ဘုရားလည်းမင်းတော့အရင်ချက်တယ်မူတာမူတာပြောလိုက်တယ်ကိုကြားရင်ငါတို့ကတော့ပြောအောင်မူတာရယ်မူတာလည်းမင်းကအရင်ချစ်တယ်တော့ပြောလိုက်တာမူတာရယ်ကို ကူကေဂျူအောင်ယူအောင်မဲမူတိုင်းဟုတ်ကဲ့မူတိုင်း sorry ကွာကောင်းမြတ်အခုပေါ့ပေါ့အိမ်ပြန် live ကိုပေးတယ်လို့နည်းနည်းလေးနောက်ကျသွားရှာပါလေကွာကျွန်တော်အကိုတောင်းမှန်စရာမလိုပါဘူးဒါနဲ့အကိုဒီဇိုင်ပါအရေးကြီးပြောစရာရှိရဆိုတာဘာကိစ္စလဲအာပြောစရာရှိပြောနော်ဘာမှအမှန်တယ်ဟုတ်ကဲ့ပါကွာကျွန်တော်အားလုံးပြင်းပြင်းမှန်မှန်ရိုက်ခဲ့ကြတဲ့အရှိတမောအမုန်းစကားရအောင်မြင်တဲ့ရပြီးသွားပြီဆိုတော့ကျွန်တော်အရန်ချိန်နဲ့ရပါတယ်နောက်ပြီးတော့ ဒီပျော်ရွှင်စရာအချိန်လေးတွေကိုကျွန်တော်အမြဲတမ်းအမှတ်ရနေပါပါဟုတ်မြန်ဘယ်ဘာပြောနေရလဲအကိုတို့ချင်းချောက်အလုပ်တူတူလုပ်ကြအောင်မပေါ့ဘူးလားကျွန်တော်အလုပ်ကထွက်တော်မယ်ပေါ့ဘာလို့လဲအလုပ်ကအစမပြေတာရှိလို့လား တခုခုအစမပြေအကိုပြောလေအမျိုးကထွက်ဖို့ဒီလိုလို့လားကျွန်တော်ကို့ဘလို့ပြောရမှမသိပါဘူးလားပြောလို့မထွက်ဘူးဖြစ်နေတယ်ပြောမထွက်ရောဘာကိစ္စလဲကောင်းတယ်အကိုပြောအကိုတက်တိုင်ဆိုကုညီပေးပါမယ်အရာအားလုံးကပြီးဆုံးသွားပါပြီအကိုအကိုဖြည့်ရှင်းပေးလို့လည်းမရတော့ပါဘူး အဲ့ဒါအကြောင်းကျွန်တော်ဒီယုံကထပ်ဖို့ဆုံးဖြတ်လိုက်တာဟုတ်ဟိုကျွန်တော်ဒီယုံကထပ်တာအကုန်လုံးမဆိုင်ဆိုတော့တော့ကျွန်တော်ပြောချင်ပါလိမ့်ဒါဆိုမလက်ဖြံမှာရုံးမှာနှုတ်ထဆလာကြိတ်ပါခုတော့ကျွန်တော်တောက်ခွင့်ပြပါ It's just for a minute. sleep and not dream about you. I hate to admit it, I'm out of ideas, I don't know what to do. Most of the times I think I'll make it through. to the It's you fall asleep and I dream about you. And I hate to admit it, I'm out of ideas. I don't. ဟဲ့မင်းနာမည်ဟာမိုးသားဖြူလားဟုတ်ပါရဲ့ရှင်ဦးကဘာတူလဲဘာကိစ္စရှိလို့လဲရှင်ဟာမင်းသားနေလင်းအောင်ရဲ့ဖေတော့